မရိကန်နဲ့အစ္စရေးတို့ရဲ့ချိန်ချောက်မှုမြင့်တက်လာချိန်စီးရေးမတီမငြိမ် အများဆုံးဖြစ်လာတဲ့ကာလမှာပဲအီရန်တို့က၎င်းတို့ရဲ့မြေအောက်ဒုံးကျည်မြို့တော်ကိုပြသလိုက်ပြီဖြစ်ပါလေ။အီရန်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမာမတ်ပါဂရီနဲ့ Islamic Tolerance Zone တပ်ဖွဲ့ IRGC အာဂါသတပ်ဖွဲ့တပ်မှုအာမီလီတို့ဟာမြေအောက်ဒုံးကျည်မြို့တော်ကိုလှည့်လည်ကြီးရှုခဲ့တယ်လို့အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ရန်ရှိကြီးနှစ်ယောက်ဟာ မြေရောက်အဆော့အုံကိုလှည့်ပတ်မောင်းနေပေမဲ့ရှင်တစည်းပေါ်ကိုတက်ပြီးတော့ပယ်ထိန်ကုန်းကြီးတွေကိုတင်ဆောင်ထားတဲ့မော်တော်ယာဉ်တွေအမြောက်အများတန်းစီရန်နာထားတဲ့နေရာတွေကဖြတ်တန်းသွားပါလိမ့်။အီရန်ဘက်ကအဲ့ဒီလိုမျိုးဓာတ်ပုံဗီဒီယိုတွေထုတ်ပြန်လိုက်တာဟာအမေရိကန်နဲ့အစ္စရေးကိုတဖက်ပလန်ကနေပြီးတော့သတိပေးတာပဲဖြစ်တယ်လို့ယူဆရပါလိမ့်။လန်ဒန်ကိုတင်ဆောင်ထားတဲ့ယင်းနှရှိဥဆောင်ရင်ပေါ်မှာအီရန်အလန်နဲ့ IRGC လိုကိုမှတ်တမ်းတွေကိုလည်းတွေ့ရပါလိမ့် တော်မြတ်မျိုးသစ်ကိုအပတ်တိုင်းထုတ်ဖော်ပြသမှာဖြစ်ပြီးတော့စီမံကိန်းကိုနောက်နှစ်နှစ်ထိဆက်လက်လှုပ်ဆောင်သွားမယ်လို့လည်းအင်တာဗျူးတစ်ခုမှာဟိုချုပ်တွေခါပြောပါလိမ့်။ဒါအပြင်ဤရစစ်တပ်ကမြင်အောက်ဒုံးကြီးစခန်းတွေကိုဆက်လက်ပြီးတော့တိုးချဲ့တိဆောက်နေတယ်လို့သတင်းတွေအရသိရပါလိမ့်။နေ့စဉ်နေ့တိုင်းဒီမြေပြင်ရဲ့နေရာတောင်စွန်းတွေမှာဒုံးကြီးအကြီးအကျယ်နေ့တိုင်းထက်ထက်နေပါလိမ့်။ ကျွန်တော်တို့ရဲ့ထုတ်လုပ်မှုစွမ်းအားရက်တက်သွားပြီးတော့ရန်သူတွေကထင်ကောင်းထင်နေပေမဲ့ကျွန်တော်တို့ရဲ့ဒုံးကျည်စွမ်းအားတိုးတက်မှုနှောခင့်မိနေပါတယ်လို့အီရန်ဘိုဂျိုဂျီဟူဆင်စလောင်ကပြောပါတယ်။ရုပ်တံကိုလည်းဘယ်အချိန်ပဲနေရာမှာရိုက်ခဲ့တယ်ဆိုတော့ချက်ချင်းမသိရသေးပါဘူး။ပြီးခဲ့တဲ့အော်တိုဘာလကအီရန်နောက်ပိုင်းနဲ့တီဟီရန်နီးမှာရှိတဲ့ဒုံးကျည်စစ်ရုံတွေနဲ့တခြားနေရာတွေကိုအစ္စရေးကချက်တက်လေရင်အများပြားနဲ့ပြစ်ခတ်ခဲ့တဲ့တိုက်ခိုက်မှုတွေပြီးဆုံးခဲ့တဲ့အတွက်ကြောင့် အစ္စရေးစစ်တပ်ကပြောပြီးနောက်အီရန်ကအဲ့ဒီလိုထုတ်ပြလာတာပါအီရန်ဟာသူ့ရဲ့စစ်ပဆိုင်အပြစ်မှတ်တွေကိုလေကြောင်းမှတိုက်ခတ်ခံရခြင်းကိုအရေးမကြီးတယ်လို့မျိုးလောက်ထားပြီးပြည်စည်းမှုကအကန့်အသတ်လောက်သာရှိတယ်လို့ဆိုပါလိမ့်လက်ရှိအီရန်ကြောထနောက်ခံမျိုး Hamas Hezbollah ဟူဒီတို့နဲ့ Israel American တို့ကြားထဲမှာတင်းမာမှုတွေဟာအဆမတန်မြင့်တက်နေတာပဲဖြစ်ပါလိမ့်ဒါပေမဲ့အီရန်ကတော့ Hezbollah Houthi Hamas တို့ကို၎င်းတို့ထောက်ပံ့နေတယ်ဆိုတဲ့သတင်းကို လုံးဝအတိမပြုတ်ဘူးလို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ American နဲ့ Ukraine ရုရှားတို့ကြောင့်လောလောဆယ်မှာ Ukraine ရုရှားကြားပေလနဲ့ဒေသပြည့်ခက်ရစေရင်ဒါအပြင်နောက်ပြီးတော့ Ukraine နဲ့ရုရှားကြားထဲမှာနှစ်ဖက်အခြေခံအဆောက်အုံတွေကိုလုံးဝမပြည့်ခက်ရေးဆိုတဲ့စာချုပ်တွေချုပ်ခဲ့ပေမဲ့ American နဲ့သဘောတူညီချက်ကိုပြတ်ပြောင်းအောင် Ukraine ကတမင်လုပ်နေတာလို့ရုရှားကောက်ဝေဝန်ကြီးဌာနကကြေညာလိုက်ပါတယ်။ ရေဂန်နဲ့ဘောလုံးကြောင့်ဖြတ်စည်းမှုရွေးချင်တဲ့စွန့်ရင်ခြေကန်ဆောင်တွေကိုမလ26ရက်မနေ့ပိုင်းကစပြီးဒရုန်းတွေနဲ့ယူကရိန်းကဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့ရုရှားကောက်ဝေးဝန်ကြီးဌာနကပြောပါတယ်။ခရိုင်းမီးယားကမြေအောက်တငွေတိုးလောင်ရုံကိုဒရုန်းနဲ့ဆင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ Riot Data ကတအားပစ်စင်ကိုလည်းဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။ ရိုက်ကန်နဲ့ဆူနူဘက်လုံနေတဲ့မလောက်25ရက်နေ့ကလည်းကော့စ်ဒေတာတအောက်ပစ်စစ်ကို drone တွေနဲ့တိုက်ခိုက်ခဲ့လို့တအောက်ခွေုံအများပြပိတ်ခဲ့ရတယ်လို့ဒေတာခန်လျှက်စစ်ပြီးပြတ်တုံးနေရင်ဆန်ခဲ့ရတယ်လို့သတင်းထုတ်ပြန်ကြမှာဖော်ပြပါတယ်ယူကရိန်းဆိုရက sorry ဆိုလိုပဲရလိုက်တဲ့ကိုသဘောတူအတိအမှတ်ပြုတယ်လို့ပြောပေမဲ့ရုရှားအမေရိကသဘောတူညီချက်ပြပြောင်းရွေချက်ရှိရှိနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့ရုရှားကောက်ွယ်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ် ယူကရိန်းဘက်ကတော့ယုံကြည်ချက်ဟာပြင်းပြနေတာအမှန်တရားဖြစ်ပြီးယူကရိန်းရဲ့ယုံကြည်ချက်ပြင်းပြမှုကိုလုံးဝရှော့ပြူလို့မရဘူးလို့ American CNN Director ကပြောပါလိမ့်။ယူကရိန်းနေဟာသူတို့လိုလားလက်ခံတဲ့ငြိမ်းချမ်းရေးကိုမရသေး၍ရုရှားကိုဆက်လက်တိုက်ခိုက်နိုင်မယ်လို့ယုံကြည်ကြောင်း American CNN Director John Rakliker စီနိတ်ထောက်လိုက်ကော်မတီကြားနာပွဲမှာဒီလင်းပြောလိုက်ပါလိမ့်။ အမေရိကန်အနေနဲ့ယူကရိန်းနဲ့ပတ်သက်ရင်နှစ်ပေါင်းများစွာကတည်းကအထင်သေးရှုတ်တော့ခင်မိတယ်ဆိုပါလေလက်ရှိစစ်မြေပြင်မှာရုရှားတွေကအာသချက်တွေရှိတာမှန်ပါလေယူကရိန်းစစ်တပ်နဲ့ယူကရိန်းပြည်သူတွေရဲ့ခုခံတွန်းလှန်စိတ်ပြင်းထန်မှုကိုလည်းမေ့ထားလို့မရဘူးလို့ဆိုပါလေထောင်လိုင်းရင်တင်းရပဲကြည်ကြည်ကိုပိုင်စင်ချင်းတုံးသမှုအရာပဲအကဲဖြတ်ဖြတ်သူတို့လိုလာတဲ့ထရရငင်းငင်းပုံစံမျိုးတွေယူကရိန်းနေဟာလက်နက်မရှိတော့ လက်ပလာနဲ့တိုင်ပွဲဝင်သွားမယ်လို့ယုံကြည်ကြောင်း American CIA Director ကတော့ပြောခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ group chat တင်ကနေစီးရေးကိစ္စတွေပေါက်ကြားခဲ့ပေမဲ့မျိုးသားလုံးကြိုးရင်ဂျမေးပုဂ္ဂိုလ်ကမိမိယုံကြည်နေစေဖြစ်ပါတယ်လို့ Donald Trump ကပြောပါတယ် Signal Channel group chat တင်ကနေပြီးတော့စစ်စင်ရေးဆွေးနွေးမယ့်အချက်လက်တွေပေါက်ကြားမှုရှိခဲ့ပေမဲ့ဟူသီတွေပေါ်အောင်မြစွာတိုက်ခိုက်နိုင်ခဲ့တယ်လို့စစ်စင်ရေးပေါ်တရားမှုမရှိခဲ့ဘူးလို့ American သမ္မတ Trump ကပြောပါတယ်အဲ့ဒီအတွက် တရင်ချက်လက်ပေါက်ချမှုအရှုပ်ထွေးတော့ရှိနေပေမဲ့အမျိုးသားလူကြိုးရေးကြံပေးပုဂ္ဂိုလ် My Watch ကိုတော့မမိယုံကြည်စေပါလို့ trend ကဆိုပါတယ်လူကြိုးရင်ကြံပေးတောင်းဝင်ထမ်းဆောင်တာနှစ်လပဲရှိတဲ့ MyWatch ဟာလူကောင်းတယောက်ဖြစ်တယ်လို့ခုဖြစ်ကနေသင်ကန်းစာယူနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်း Trend ကပြောပါလိမ့်။ဟူဒီစစ်စင်နဲ့ပတ်သက်လို့ Signal Channel Group Chat မှာဆွေးနွေးရမှာဒီ Atlantic သတင်းမဂ္ဂဇင်း Editor ချုပ် Jeffrey Goldberg ကို MyWatch ကမှာရင်းထည့်သွင်းခဲ့မိတာဖြစ်ပါလိမ့်။ ။ American သတင်းအမျိုးစုကတော့အဲ့ဒီ group chat တင်ကိုအဓိကဖန်တီးသူဟာကာကွယ်ရေးဝန်ကြီး Pete Hassett ဖြစ်တယ်လို့ပြောပြပါရစေ။အဲ့ဒီ group chat တင်ဆွနုပမာ Donald Trump ရဲ့အရှိအလယ်ပိုင်းနဲ့ရုရှားနိုင်ငံဆိုင်ရာအထူးကုသလဲ Steve Scott လည်းပါဝင်ခဲ့ပြီးဆွနိပွေလုပ်နေချိန် Steve Scott ဟာမော်စကိုမှာရှိနေတယ်လို့ American သတင်းတွေကဖော်ပြပါလိမ့်။ဒါကြောင့်သတင်းတွေမှာတော့တာဝန်အရှိဆုံးပုဂ္ဂိုလ်ဟာ American ကာကွယ်ရေးဝန်ကြီး Pete Hassett ပဲဖြစ်တယ်လို့ဆိုပါတယ်။ Pete Hassett ကတော့ အင်ပီတော်ပါဝင်လူတိုင်းအားလုံးလူလုံးနေပါကအမားတွေလည်းလောက်ခတ်မိပါတယ်ကျွန်တော်ဒီလိုမျိုးထပ်ပြီးတော့အမားတွေနောက်ထပ်မလုပ်တဘို့အတွက်ဝန်ခံပါတယ်တတိထားပြီးလဲစောင့်ကြည့်သွားမယ်ဆိုပြီးတော့ကာကွယ်ဝင်ကြီးပိဟာဆက်ကတော့ပြောပါလိမ့်ဒါပေမဲ့ကာကွယ်ဝင်ကြီးပိဟာဆက်ဟာအဖွဲ့လိုက်စကားပြောမှုမှာတော့သူ့အနေနဲ့စစ်ပွဲအစီအစဉ်နဲ့ပတ်သက်ပြီးလုံးဝမျှဝေခြင်းမရှိကြောင်းညွှန်းဆိုထားပါလိမ့်သူကမှစီးရေးစီစဉ်ကိုဒီလိုစတုမဖို့ကျွန်တော်ဒါပဲပြောစရာရှိတယ်လို့သူကသတင်းတော့တွေကိုပြောပါလိမ့် ဒါ့အပြင် CNN နဲ့တွေ့ဆုံမှုမြက်ခမ်းမှာ Pete Hansen ရဲ့ငင်းဆုံမှုကိုပတ်သက်ပြီးတော့လက်ရှိအချိန်မှာအဲ့ဒီမှာပါဝင်ခဲ့တဲ့ကာကွယ်ဝန်ကြီးဌာနမှအရာရှိကြီးတူကဒါဟာလုံးဝမဟုတ်ပါဘူး Pete Hansen ဟာလိမ်ညာတာပါသူကစစ်ပွဲစီစဉ်တွေကိုစတင်ဖို့တာပါလို့တုံ့ပြန်ဖြစ်ကြပါတယ်အမေရိကန်ကြီးတဲ့မျိုးသားလုံးချုပ်ရင်းအရာရှိတရားလိုအပ်ကိစ္စနဲ့ပတ်သက်ပြီးဆက်နွယ်ဖို့အသုံးပြုတဲ့အစနစ်ကိုလိုအပ်အစဉ်မျိုးစားသတ်မှတ်ထားပါလေ လောအဆင့်မတက်မထားတဲ့ညှိနှိုင်းဆောင်ရွက်မှုအတွက်စစ်ကဲချက်ကိုမြို့တော်လုံးကျွေးဂျမ်မီပုတ်ကို My Watch ကတည်ထောင်ခဲ့ပြီးအဖွဲ့တွေကိုအစင်းမြင့်တဲ့တရင်ချက်လက်တွေအတွက်အစင်းမြင့်ဆက်သွယ်မှုကိုတိကျထပ်မံပေးဖို့လိုကြောင်းသူကဆိုပါတယ်ဒါကြောင့်မြို့တော်လုံးကျွေးဂျမ်မီပုတ်ကအစင်းမြင့်အရာရှိတဲ့အချင်းချင်းကြားမှာညှိနှိုင်းဆောင်ရွက်တဲ့ရန်နရားတစ်ခုအနေနဲ့သူ့ရွယ်ချက်ကိုထင်ဟပ်စေတယ်ဆိုတာကျွန်တော်ရှင်းရှင်းလင်းလင်းသိပါတယ်ဒါပေမဲ့လောအဆင့်ရှိနေတဲ့အရာမှန်သမျှကိုလောအဆင့်တွေဖြစ်အစားထိုးအသုံးပြုဖို့တော့မဟုတ်ဘူးလို့ဆိုပါတယ် ဒီသတင်းဟာကာဝေးဝန်ကြီးဌာနအတွင်းမှထွက်ပေါ်လာပါကပိဟဆက်ကဒါအိုတရဝင်းလုပ်ငန်းစဉ်ပြင်ပါကလည်းလှုပ်ဝက်စင်ကပယ်ဖြစ်နိုင်တယ်လို့အမေရိကန်အရာရှိတူကပြောပါလိမ့်။အမေရိကန်ထက်လွတ်တော်လူနည်းစုကောင်းဆောင်ဂျွန်သွန်ကတော့ထက်လွတ်တော်လက်နက်ရဲကုမ္ပဏီဟာဒီကိစ္စကိုစုံစမ်းစစ်ဆင်မယ်လို့ပြောပါလိမ့်။အင်ဖြူရောပေါဝင်လူတိုင်းဟာအမှားတွေလုပ်မိတယ်ဆိုတာကိုနားလည်လက်ခံပြီးကျွန်တော်တို့ဒီလိုမျိုးထမဖြစ်အောင်တေချာလုပ်ဖို့ကျွန်တော်လိုချင်တယ်လို့ဂျွန်သွန်က Republican ကောင်းဆောင်တွေရဲ့အပတ်စဉ်သတင်းစာရှင်းပေါ်မှာပြောပါလိမ့်။ အော်ရိုဒိုလက်နက်ရဲကော်မတီမှငင်းစားလက်တက်ဗိုလ်ချုပ်ဟောင်းရီပပလီကန်ကိုယ်စားလှယ်ဒွန်ဘေကွန်ကလည်းပီဟာဆဟာအသက်အန္တရာယ်ကိုထိခိုက်စေတဲ့အဲ့ဒီသတင်းပေါက်ကြမှုတို့တာဝန်ယူဖို့လိုတယ်ဆိုပါတယ်။လောကသေးစိတ်သတင်းချက်လက်ကိုမျှဝေခဲ့ခြင်းမရှိကြောင်းအင်ဖြူရောငင်းဆုမှုနဲ့ပတ်သက်ပြီးသူတို့ကတော့ရိုးသားနဲ့ဝန်ခံသင့်ပါတယ်လို့အော်ရိုဒိုလက်နက်ရဲကော်မတီမှငင်းစားဗိုလ်ချုပ်ဘေကွန်ကပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေဒုတ်တန်ရှင်နာဝတ်ဟာသူမကိုတင်သွင်းတဲ့အယုံမကြီးအကြီးမရှိအဆိုကိုကြော်ဖြတ်နိုင်သွားပြီလို့သိရပါတယ်။ဝန်ကြီးချုပ်ပေဒုတ်တန်ရှင်နာဝတ်ကိုအယုံကြီးမရှိအဆိုတင်သွင်းမှုဟာမလ26မိနစ်ပိုင်းကလွှတ်တော်မဲခွင့်မှာအရေးနိုင်ခဲ့ပါတယ်။တိုက်ခန့်အင်အားစုတွေကတင်သွင်းတဲ့အယုံကြီးမရှိအဆိုနဲ့ပတ်သက်လို့ထိုင်းလူတော်ကဒီနေ့မိနစ်ပိုင်းမှာမဲခွဲဆုံးဖြတ်ခဲ့တာပါ။ရလကတော့အဲ့ဒီအဆိုကိုကန့်ကွက်မဲက319မဲထောက်ခံမဲက162မဲရှိလို့အဆိုဟာရှုံးနေခဲ့ပါလိမ့်။ ဒါကြောင့်ပီတုံနက်ရှင်နယ်ဝဟာဆိုရအဖွဲ့အကြီးကဲနေရာမှာဆက်ရှိနေမှာဖြစ်ပါလေ။ပြည်သူ့ပါတီ PP ဥဆောင်တဲ့တိုက်ခန့်အင်အားစုတွေကပီတုံနယ်ဥဆောင်တဲ့ညွန့်ပေါင်းဆိုရဟာတာအခမြင့်တက်တာ။နေရာထွက်ကုန်တွေရဲ့တင်ပို့မှုဇင်းလုံးကျဆင်းတာ။စီးပွားရေးတိုးတက်မှုနှေးကွေတာကိုထိရောက်စွာဖြေရှင်းနိုင်စွာမရှိဘူးလို့ဝေဖန်ပါလေ။ပီတုံနယ်ဟာဖောက်ခင်ပြည်တဲ့ဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့ကြိုးဆွဲရအတိုင်းလိုက်ကနေပြီးလက်ရှိအစိုးရကလည်းအဲ့ဒီလိုမောင်းနေတဲ့ကြောင့်ထိုင်းနိုင်ငံမှာယုံကြည်ရတဲ့ခေါင်းဆောင်မျိုးမဟုတ်ဘူးလို့ပြည်သူ့ပါတီ PP ကဆွဆွဲပါလေ အဲ့နောက်လွတ်တော်မှာယုံကြည်မရှိဆိုတင်သွင်းခံရတာကိုပေတုံဏ်ကရင်ဆိုင်နေရတာပါဝင်ကြီးချုပ်ကယုံကြည်မရှိကြောင်းဆိုနေပတ်သက်လို့ကြားနာမှုတွေပြန်လည်စကားစစ်ထုံးမှုတွေကိုမလ24နဲ့25မှာနှစ်ရက်ကြာလုံဆောင်ခဲ့ပြီးမလ26မှာတော့မဲခွဲဆုံးဖြတ်ခဲ့တာပဲဖြစ်သွားလိမ့်မဲခွဲဆုံးဖြတ်ခဲ့ပြီမဲ့လဲပေတုံဏ်ရှင်နာဘက်ကတော့မိမိကိုယ်ကိုမိမိယုံကြည်မှုရှိကြောင်းဒါကြောင့်သူ့ကိုဥတီတဲ့ဆွဆွဲချက်တွေကိုလည်းလုံးဝမဟုတ်ဘူးလို့ ငင်းပယ်သွားပါတယ်။လေးလာသူတွေကတော့အယုံကြည်မရှိအစိုးဟာအောင်မြင်မှာမဟုတ်ဘူးလို့ကြိုတင်ခံမှန်းထားခဲ့ပြီးပြည်တွင်းလည်းဖြူထိုင်းပါတီဦးဆောင်တဲ့ညောင်ဆိုးရဟာစွစွစီစီဆက်ရှိနေစေဖြစ်ပါတယ်လို့ထောက်ပြပါတယ်။လူကြီးချုပ်ကိုအယုံကြည်မရှိကြောင်းဆိုလွတ်တော်မှာဆွေးနွေးရမှာအတိုက်ခံတွေကပြစ်မှတ်ထားမိကုန်ထုတ်မှုထဲမှာဘက်ငွေဘီလီယံနဲ့ချီတန်မှုရှိတဲ့ပိုင်ဆိုင်မှုတွေအခွန်ရှောင်တိန်နိုင်ငံတွေအကြောင်းလဲပါပါတယ်။ဒါအပြင်ပေဒိုနန်ဟာပြည်တွင်းမှာပထမဆုံးကြီးကက်ဆီနိုဝိုင်းတွေ ဖွင့်ခွင့်ပေးမယ်သူ့ဆိုရမူဝါဒပေါ်ဝေဖန်ထိုးနေတာတွေကိုလည်းတုံ့ပြန်ဖြေရှင်းခဲ့ရပါတယ်။ကာစီနိုတွေကိုတရားဝင်လည်းပတ်ခွင့်ပေးတာဟာနိုင်ငံရဲ့ကမ္ဘာလက်ခီးတော်ဝင်ငွေတိုးလာစေတယ်လို့ပြောပေမဲ့တိုက်ခန်တွေကတော့အဲ့ဒီမူဝါဒကြောင့်နိုင်ငံထိခိုက်နိုင်ပြီးပြည်သူတွေပေါ်စိုးကြိုးတွေပဲတက်ရောက်တယ်လို့အပြင်းထန်ဝေဖန်ပါတယ်။ဒါပေမဲ့ပီတိုနယ်ရှင်နာဘက်ကတော့အဲ့ဒီဝေဖန်မှုတွေကိုလည်းကြော်လွှားသွားနိုင်တယ်လို့သိရပါတယ်။အဓိကအပြင်အတိုက်ခံတွေကပေဒိုနန်ရှင်နာဘော့ကိုဆွတ်ဆွဲတဲ့အချက်ကတော့ လပ်200ဘီလီယံတန်စီမံကိန်းကြီးနှစ်ခုတဆင်တဲ့မဟာမိတ်ရဲ့ကိုကျိုးစည်းဝါရှာရံနဲ့ပတ်သက်ပြီးပါဆွဆွဲခဲ့တာဖြစ်ပါတယ်။အဲဒီမှာဒီဘိတ်လို့တဲ့ဒုတိယနေ့မှာပဲအတိုက်ခံပြည်သူပါတီမကလက်ရှိဝန်ကြီးချုပ်ဖာကင်ဝန်ကြီးချုပ်ဟောင်းတဆင်တဲ့စီးပွားရေးမဟာမိတ်တွေဟာနိုင်ငံအမျိုးသားကျိုးစည်းပွားအတွက်အရေးပါတဲ့ဘတ်ဘီလီယံ200တန်မကစီမံကိန်းကြီးနှစ်ခုကိုကိုကျိုးစည်းဝါရှာဖွေနိုင်ရဲ့အကွက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်လေဆိပ်သုံးခုကိုဆက်သွယ်မဲ့မြန်နှုန်းမြင့်ထားလန့်စီမံကိန်းဘတ်149ဘီလီယံနဲ့အမြန်လန့်တိုးချဲ့စီမံကိန်းဘတ်34ဘီလီယံစီမံကိန်းကြီးနှစ်ခုကိုဖြူထိုင်းပါတီမှတင်မြှောက်တဲ့အစိုးရအဖွဲ့ဝင်ကြီးတွေနဲ့သက်ဆိုင်တို့လို့ဝတ်အစည်းအဝေးကျင်းပကလောက်ကအကျိုးမြတ်များစွာရရှိဖို့အစာချုပ်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်ဆိုပါတယ်မြန်နှုံမြင့်ရထားလန်းစီမံကိန်းကို2019ခုနှစ်ကကန်ထရိုက်စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပေမဲ့ခုထိ လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပဲကန်ထရိုက်တွေက site ထုတ်ထားနေရမဲ့စီမံကိန်းငွေကြေးကိုအစိုးရဘက်က site ပေးထားဖို့စာချုပ်ပြင်ဆင်မှုကိုဖြူထမ်းပါတီတင်မြှောက်တဲ့အစိုးရအဖွဲ့ဝင်ကြီးတွေနဲ့ကန်ထရိုက်တွေကိုတက်စင်ကဦးဆောင်ပြီးလှုပ်ဝက်ဆွေးနွေးခဲ့တယ်ဆိုပါတယ်ဒီငွေကြေးကြမ်းမှလုပ်ငန်းစတင်ဖို့ဆွေးနွေးခဲ့တဲ့အချင်းဆွဲတာလို့ဆိုပါတယ် စာချုပ်ပြင်ဆင်မှုကိုလည်းစောင့်ဆိုင်းခဲ့တယ်ဆိုပါတယ်လက်ရှိအခြေအနေအရအစိုးရဘက်မှဒီစီမံကိန်းအတွက်ကန်ထရိုက်တာတွေကိုမီးအာရွက်ကြီးလမ်းနေထားထိန်းညှိပြင်ဆင်မှုတရားတည်ဆောက်ရေးတခြားဆောက်လုပ်ရေးဈေးတွေအတွက်ဘတ်ဘီလီယံတရားပေးခဲ့ရခြင်းဟာနိုင်ငံတော်ဗန်နာရေးအချက်တွေကိုဥတည်စေတယ်လို့ PPP ပါတီကပြောပါတယ်ဆက်လက်ပြီးဘတ်34ဘီလီယံတန်ဝေပြလက်မှချဲ့တွင်ခြင်းစီမံကိန်းစာချုပ်တရားဟာကုန်နှုတ်နီးပါးဖြစ်နေပေမဲ့ လမ်းစီမံကိန်းလှုပ်ဆောင်မှုတွေဟာရေရှည်ကျိုးခံစားဖို့မျှော်ကိုတဲ့စာချုပ်ပြင်ဆင်မှုကိုတပ်ဆင်နဲ့ပတ်သက်ကလှုပ်ဝက်ပြင်ဆင်ခဲ့ကြောင်းဒီပြင်ဆင်မှုရာကန်ထိုက်တဲ့အား2058ထိလမ်းပိုင်းအသုံးမြုကနှစ်ပေါင်း33နှစ်ကိုအချိုးကျခံစားခွင့်ရရှိဖို့အစီအစဉ်ထားတယ်ဆိုပါတယ်ဒီလို့ရဟာနိုင်ငံစီးပွားရေးပိုင်ဆိုင်မှုမှာဒီပြည်သူ့အကျိုးစီးပွားကိုဝင်ရောက်ချဲ့လဲစီမံခြင်းပဲဖြစ်တယ်ဆိုပြီးတော့ပြည်ပပါတီမှဆူရချက်ကတင်သွင်းပါတယ်ဒါတွေနဲ့ပတ်သက်ပြီးလဲပေဒိုနန်ကရှေ့ရှင်းသွားနိုင်တယ်လို့သိရပါတယ် ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ American သမ္မတထရန့်ရဲ့ Google Visa တွေဟာတရက်တည်းနဲ့ဒေါ်လာ9ဘီလီယံပိုရောင်းလိုက်ရတယ်လို့သိရပါတယ်။ဒေါ်လာ9သန်းတန် Gold Cup Visa ကိုတရက်ထဲမှာကတ်ထထောင်ရောင်းရတယ်လို့ Secretary of Commerce ကပြောသွားပါတယ်။တရက်ထဲမှာဒေါ်လာ9ဘီလီယံပိုရောင်းရတဲ့သဘောပါ။ဒီ gold cup ရောင်းဖို့အတွက် ambassador တွေက trend ကိုအကြံပေးခဲ့တာလို့ဆိုပါတယ် ကိုကတ်ပီဇာဟာ EB5 နေရာကိုအစားထိုးတဲ့ပီဇာလို့ပြောပါလိမ့် EB5 ပီဇာကြတော့ဒေါ်လာ9မီလီယံမလိုပါဘူး1.8မီလီယံနဲ့ရပါလေဒါပေမဲ့ EB5 ကတော့ low income area မှာဒေါ်လာ8သိန်းရင်းနှီးရမယ် American လူသမား10ယောက်ကိုအလုပ်ခန့်ရမယ်ဆက်သဖြင့်တောင်းဆိုချက်တွေရှိပါလိမ့်ကိုကတ်ပီဇာရဲ့တောင်းဆိုချက်ကပါလေလေအသေးစိတ်ကိုတော့မပြောတတ်သေးပါဘူးတည်ထားတော့တော့ကိုကတ်ဆိုတာဟာ green card လိုမျိုးနေထိုင်ခွင့်ပေးပြီးနိုင်ငံသားဖြစ်ခွင့်ရမယ် EB5 နဲ့တူတာအမေရိကန်တွေကိုလောက်ခန့်စရာမလိုတော့ပြောပါလေတကယ်လို့ EB5 လို့တောင်းဆိုချက်အများကြီးမရှိဘူးဒေါ်လာ9မီလီယံပေးအောင်လုပ်ရတယ်ဆိုရင်ဝယ်ကျင်သူတွေအတွက်ပိုလွယ်ကူပြီးခေါင်းစားသွက်သားတွေအတွက်ပိုရောင်းရနိုင်ပါလေကြည့်ရတာတခြားနိုင်ငံကဘီလီယံနေနာတွေအများပြဝယ်မဲ့သဘောပါဘီလီယံနာတွေကတော့စိတ်ဝင်စားဖို့လို့ဆိုပါလေအမေရိကန်နိုင်ငံသားကဒေါ်လာ9မီလီယံနဲ့ ပြန်ရောင်းတယ်ဆိုတဲ့သဘောထားလည်းဖြစ်ပါတယ်။ဒါကြောင့်ဒေါ်နယ်ထရန့်ကတော့တခြားဗီဇာအများအပြားကိုလောလောဆယ်မှာတော့ပိတ်ထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းပေါ်ပြောချင်ပါတယ်။တောင်ကိုရီးယားသမိုင်းတစ်လျှောက်အကြီးမားဆုံးတောမီဂျီနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။တောမီဂျီညှိတဲ့နိုင်ဖို့ရုန်းကန်နေရပါတယ်။တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်းမှာပြီးခဲ့တဲ့စနေနေ့ကစတင်လောင်ကျွမ်းခဲ့တဲ့တောမီကြောင့်လူ၄ဦးထပ်မံတေဆုံးခဲ့ပြီးတောမီကိုညှိတဲ့နိုင်ဖို့မိသက်သမားတွေကရုန်းကန်နေရပါတယ်။ ပူပြင်း၆တွေ့ပြီးလေပြင်းတက်ခတ်မှုကြောင့်တော်မီဟာပုံမှုဆိုးရနေပြီဒီသတင်းပတ်ဒီမှာမတူညီတဲ့တော်မီလောင်ကျွမ်းမှုတထားစဉ်ကြောကြောင့်ဟတ်တာထောင်နဲ့ချီလောင်ကျွမ်းခဲ့ပြီးတော့လူ၃ယောက်ကျော်ကယ်ဆယ်စခန်းတွေပျောက်ရွှေ့ရပါတယ်လူ၁၁ယောက်ထံရထားပြီးဒါဟာတောင်ကိုရီးယားသမိုင်းမှာတတိယမြောက်အကြီးမားဆုံးတော်မီလည်းဖြစ်ပါတယ်လောလောဆယ်သတင်းတွေအရလူ၂၀ကျော်သေဆုံးတယ်လို့သိရပါတယ်အကြီးဆုံးတော်မီက၂၀၀၉နှစ် AB မှာလောင်ကျွမ်းခဲ့ပြီးအရှိတ်ဘက်ကနေတစ်လျှောက်လောင်ခဲ့တာပါလေပြင်းတိုက်တာ ခြောက်သွေ့တဲ့ရာသီဥတုနဲ့မိခိုးမျိုးတွေဟာတော်မီနှင်းတဲ့ရေကိုအဟံတောဖြစ်နေတယ်လို့မိသက်ကပြောပါတယ်။ကောင်းကင်ယံမှာမိခိုးတွေနဲ့ပြည့်နေပြီးဒေသန္တရအဖုံးကြောင်ကြောင်ကရှင်းအောင်ရုပ်ပေါ်တော်တွေနဲ့ပစ္စည်းတွေကိုရွှေ့နေရပါတယ်။အဲ့ဒီတမှာတော်မီထင်ကျုံမှုဟာ60ခန်းခန်းလောက်နဲ့55ခန်းလောက်ကြာဆင်းသွားတယ်လို့တောင်းဝန်ရှိသူတွေကပြောပါတယ်။ပြည်ထရေးဝန်ကြီးဌာနဆိုရတော်မီနှင်းတဲ့ဘုံမြင့်တဲ့မှာ6000ကျော်ဖြန်းထားပါတယ်။အစိုးရအနေနဲ့တော်မီထင်ချုံနိုင်ရရနိုင်တဲ့အရင်မြင့်အားလုံးအသုံးပြုမယ်ဆိုပါတယ်။ တော်မီကြောင့်ကြင်ကြင်ပြင်းပြင်းပျက်စီးမှုတွေဖြစ်ပေါ်တဲ့ဒေတာလေးခုမှာအာနာပိုင်တွေကအရေးပေါ်အခြေအနေကြီးညာထားပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ ICC မှာတရားရဲ့အရာဖြည့်ရှင်းစရာအမှုမရှိဘူးလို့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးကယူဆထားကြောင်းသမီးဖြစ်သူဆာရာဒူတာတေးကပြောပါလိမ့်။ဒူတာတေးဟာတရားရဲ့အရာအကျိုးကြောင်းခိုင်မာစွာရှင်းလင်းတင်ပြနိုင်စွမ်းရှိတာကိုလည်းယုံကြည်ကြောင်းဆာရာဒူတာတေးကဆိုပါတယ်။ ဒေါက်တာလေးဟာ ICC မှာပထမဆုံးချိန်ကြားနာစစ်ဆင်မှုခံခြင်းတွင်အားနည်းပုံပေါ်ခဲ့ပြီးလက်ရှိမှာကျန်းမာရေးကောင်းမွန်နေပြီလို့သတိဖြစ်တဲ့စာရဒေါက်တာလေးကဆိုပါတယ်။သူဟာတရားရေးအရာအကျိုးကြောင်းခံလို့ဆိုတာတင်ပြရင်းနဲ့ပတ်သက်ပြီးအယံယုံကြည်ချက်ရှိပါတယ်။သူတို့ဘက်ကလုတ်ခဲ့တာတွေမှားတယ်ဆိုတာနဲ့ဖြည့်ရှင်းစရာအမှုမရှိဘူးဆိုတာသူကယုံကြည်ထားတယ်လို့ဆိုပါတယ်။အသက်89နှစ်အရွယ်သမရဟောင်းဒေါက်တာလေးဟာသူ့ရဲ့သမရတက်တန်တွင်လူထောင်ကြီးတည်ဆုံတဲ့မူရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲနဲ့ပတ်သက်ပြီး လူသားမျိုးနွယ်ကိုစန့်ကျင်တဲ့ရာဇဝမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။လက်ရှိသူဟာနယ်သားလန်နိုင်ငံတီဟိတ်မှာရှိတဲ့ထင်းသိမ်းစင်တာမှာထင်းသိမ်းခံထားရပြီးသူ့ပေါ်ဆွဲချက်ပေါ်တရားရုံးရဲ့အတည်ပြုချက်ကိုစောင့်ဆိုင်းနေပါလေဒူတာတွေဟာမလာစတရနေကဟောင်ကောင်ကနေမနီလာလေစိတ်ကိုပြလဲရောက်ရှိခြင်းဖန်ခံရတာဖြစ်ပြီးနိုင်ပိုင်းအတွင်းမှာသူ့ကိုဒူပိုင်းကတဆင့်ဒီဟိတ်ကိုပို့ဆောင်ခဲ့ပါလေဒီဟိတ်ကိုရောက်ပြီး၂ရက်ကြာမှပထမဆုံးချိန်ကြားနာစစ်ဆင်မှုခံယူခဲ့တာပါလက်ရှိဒူတာတွေရဲ့ကျမ်းမာရေးရှင်တွေဟာ ပုံမူကောင်းမွန်လာပြီးသူ့ကိုပြုစုကူတာပြီးတဲ့ဆရာဝန်နဲ့တူနာပြုတဲ့ကိုကျေးဇူးတင်ကြောင်းဆရာဒူတာဒိတ်ကဆိုပါတယ်။အစောပိုင်းကဒူတာဒိတ်ဟာထင်းသင်းစင်နာမှာကျိုးမှုနဲ့အစားအစာနဲ့ပတ်သက်ပြီးစောတကတက်ခဲကြောင်းပြောပါတယ်။ခုတော့သူထင်းစားနေပါပြီ။ထမင်းနဲ့ဟင်ကိုကောက်ကောင်းချက်ပြုတ်ပေးဖို့အတွက်ကျမတို့ဘက်ကတောင်းဆိုပါတယ်။ဖိလစ်ပိုင်တွေရတာတွေအတိုင်းမှမကန်ချက်ပြုတ်ပေးဖို့တောင်းဆိုပါတယ်လို့ဆရာဒူတာဒိတ်ကပြောပါတယ်။ဆရာဒူတာဒိတ်ဟာဒီဟိတ်မှာရှိတဲ့မာလီဗီမြခင်ပြည်မှာစုယုံနေတဲ့ ထောင်ချီတဲ့ဒူတာဒေးထောက်ခံသူတွေကိုလည်းမိန်ကွန်းပြောပါလိမ့်ဒူတာဒေးကိုထောက်ခံသူတွေကဒူတာဒေးဟာအင်ကိုပြန်ခေါ်သွားဖို့ဟစ်ကြွေးခဲ့ကြပြီးဒူတာဒေးဟာ ICC ကိုပြန်ပြီးဆွဲခံရတာလို့ပြောနေကြပါလိမ့်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်ဉာဏ်ရည်တုနီးပညာအသုံးပြုတဲ့အင်ချမ်းမီ AI ဂျိုးဆောင်ကအမေရိကန်ဒေါ်လာ300ကျော်ကိုရောင်းချပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ပေါ်တူဂီနိုင်ငံမှာ ဉာဏ်ရည်တုနီးပညာသုံးအိမ်ချမ်းမြေအကျိုးဆောင်ရဲ့အိမ်ချမ်းမြေရောင်းချမှုပမာဏဟာရေဂန်ဒေါ်လာတန်တရာကျော်ရှိလာခဲ့ပါပြီ ESF AI company နဲ့ပေါ်တူဂီနိုင်ငံမှာထိတ်တန်းအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းတို့ပူးပေါင်းဖန်တီးခဲ့တဲ့ဉာဏ်ရည်တုနီးပညာသုံးအိမ်ချမ်းမြေအကျိုးဆောင်ဟာအိမ်ချမ်းမြေလုပ်ငန်းလောကကိုပြောင်းလဲဖြစ်ပေါ်စေခဲ့ပြီး ဖောက်တဲ့တွေကို24နာရီပတ်လုံးဝန်ဆောင်မှုပေးခဲ့တယ်လို့ဆိုပါတယ် ငရေတုနိပညာ3အင်ချမ်းမြေကျိုးဆောင်ကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်ကစတင်အသုံးပြုခဲ့တာလို့ဆိုပါတယ်။အင်ချမ်းမြေပေါင်း9000ကျော်ရဲ့အသေးစိတ်အချက်လက်တွေကိုလင်းမြစွာရှာဖွေပေးနေတာကြောင့်ဝက်လက်တွေအတွက်လည်းအချိန်ကုန်သက်သာစေတယ်ဆိုပါတယ်။ဈေးကွက်ကိုအချိန်နဲ့တပြေးညီခွဲခြမ်းစိုက်ဖြန်နိုင်ပြီးနိပညာပြင်း algorithms နဲ့ထည့်သွင်းထားလို့ဝက်လက်တွေရဲ့လိုအပ်ချက်နဲ့ကပ်ညီမဲ့အင်ချမ်းမြေကိုရှာဖွေပေးရမှာပုံမှန်ထိရောက်စေတယ်လို့ဆိုပါတယ်။လောလောဆယ်မှာတော့ အဲ့ဒီလိုမျိုး AI စနစ်ကိုပါတုံးပြီးအင်ချမ်းကြီးဝန်ဆောင်မှုတွေပေးလာတဲ့အတွက်အင်ချမ်းကြီးဝယ်ရောင်းလုပ်သူတွေပွဲစားတဲ့အနေနဲ့ဈေးကွက်ပြောက်မှာကတော့မှစိုးရိမ်နေရပြီလို့ဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်ရဲ့စည်ရေးလေးကြီးစည်ရေးချင်းချောင်းမှုတွေမြင့်တက်နေသည့်တိုင်အောင်ရေလက်ကြားဖြတ်ကျော်ပလီပကာဖြစ်ပေါ်နိုင်တဲ့အချိန်မှာထိုင်ဝမ်လူငယ်များပြားဟာစစ်တိုက်ဖို့အတွက်စစ်တပ်လူစေတောင်ကိမဲ့နေတယ်လို့ South China Morning Post ကပြောပါတယ် ထိုင်ဝမ်လူငယ်တွေဟာအသက်အန္တရာယ်ရှိတဲ့စစ်ပွဲရဲ့သဘောတူပါပါနဲ့တရုတ်ပြည်မှာကြီးနဲ့နှိုင်းရှင်ပါကစီးရင်အားနေတဲ့ထိုင်ဝမ်စစ်တပ်အားနဲ့ကြကြောင်တိုက်ပွဲဝင်ဖို့တွန်းဆုတ်နေတယ်ဆိုပါလိမ့်အမေရိကန်သမုတ်ဂျပန်ကဲ့သို့သောထိုင်ဝမ်ရဲ့မဟာမိတ်တွေကထိုင်ဝမ်ဘက်မှဝင်ရောက်ကူညီပေးမဲ့ဖြစ်နိုင်ချေထိုင်ဝမ်ရဲ့ကြိုတင်ပြင်ဆင်ခြင်းကင်းမဲ့မှုလာမယ့်၅နှစ်အတွင်းစစ်ပွဲဖြစ်ပွားလိမ့်မယ်မဟုတ်ဆိုတဲ့ခံမှန်းချက်တွေကိုမယုံကြည်ကြောင်းအင်တာဗျူးမှာဖော်ပြပါတယ် တခြားရွေးစရာအခြေအနေတစ်ခုရှိမယ်ဆိုရင်တော့စစ်မတက်ချင်ဘူးစစ်ပွဲဆိုတာတရေရှင်ကိစ္စကြီးလေလို့တိုက်ပွဲခြေဆိုင်အကစားသမားတွေအတွက်ဖြစ်ဆွစွာရောင်းတဲ့ကုမ္ပဏီဝန်ထမ်းတို့ကပြောပါလေဒါမဲ့ရေလက်ကြားဖြတ်ကျော်စစ်ပွဲဖြစ်လာလို့စစ်စည်းရုံးမှုပြင်ညာချိန်မှာကျွန်တော်တို့ရွေတွေကစစ်မှုထမ်းဖို့ကျင်းပခေါ်ခံရပါလိမ့်မယ်ကျွန်တော်တို့သဘောဆန္ဒပါတီဖြစ်စီမပါတီဖြစ်စီစစ်ထဲဝင်ရလိမ့်မယ်လို့ဆိုပါတယ် ထိုင်ဝမ်ကိုကာကွယ်ရေးဟာမိမိတို့အရင်တစ်ဖွဲ့အားလုံးရဲ့တာဝန်ဖြစ်ကြောင်းဒါပေမဲ့တာဝန်တောင်မရှိပါကတိုက်ခန့်ကျင့်စိမ်မရှိကြောင်းထိုင်ဝမ်နိုင်ငံသားတွေကပြောတယ်လို့ဆိုပါတယ်